မီတာတွေဆိုတာကဒီမီတာကတော့ဖုံးပြင်းတဲ့နေရာမှာ3နဲ့မီတာကားပြင်းတဲ့နေရာမှာ3နဲ့မီတာဆိုင်ကယ်ပြင်းတဲ့နေရာမှာ3နဲ့မီတာဆိုပြီးတော့တိကျသတ်မှတ်ထားတာမျိုးမရှိပါဘူးကျွန်တော်တို့အနေနဲ့သိထားရမှာကမီတာမှာ function တွေ scale တွေပါတယ်အဲ့ဒီပါတဲ့ function တွေ scale တွေကဘယ်လိုလုံးလောက်တာလဲ ဘာ function တွေပါတာလဲဆိုတာကိုကျွန်တော်အနေနဲ့သိထားရမယ်။နောက်ပြီးတော့ကိုအသုံးပြုခြင်းတဲ့ပစ္စည်းကိုတိုင်းခြင်းတဲ့ကိုပြင်ခြင်းတဲ့ပစ္စည်းမှာဘယ်လိုမျိုး component တွေပါတယ်လဲ။အဲ့ဒီ component တွေကဘယ်လိုလုံးလုံးတယ်လဲ။ဘာ function နဲ့တိုင်းရင်အဆင်ပြေနိုင်တယ်လဲဆိုတာကိုကိုတိုင်းနားလည်ပြီးတော့မှစဉ်းစားပြီးတော့မှရွေးချယ်ပြီးတော့မှတိုင်းရမှာအသုံးပြုရမှာဖြစ်တယ်။ဥပမာအနေနဲ့ပြောရရင်မီတာတွေမှာ ohm scale ပါတယ်။အဲ့ဒီ ohm scale ဟာအများဆုံးအဖြစ်သိထားကြတာက register တွေတိုင်းဖို့အတွက်လို့သိထားကြတယ်။အဖြစ်လို့ register တွေတိုင်းတဲ့အခါမှာ ohm scale ကိုအသုံးပြုပြီးတော့တိုင်းရတာလဲဆိုတာကို ကျွန်တော်တို့အနေနဲ့နားလည်သဘောပေါက်ရမယ်ဘာလို့လဲဆိုတော့ register တွေမှာအုံတံမိုးရှိတဲ့အတွက်အုံစကေးကိုအသုံးပြုပြီးတော့တိုင်းရတဲ့ဆိုတာကိုကျွန်တော်တို့အနေနဲ့နားလည်ထားရမယ်။အဲ့ဒီလိုနားလည်တဲ့အခါကျမှမီတာမှာပါတဲ့အုံစကေးဟာ register တွေမဟုတ်ဘူးအုံတံမိုးရှိတဲ့ဘဲပစ္စည်းကိုမဆိုအသုံးပြုလို့ရတယ်တိုင်းတာလို့ရတယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့နားလည်သဘောပေါက်မှာဖြစ်တယ် အဲ့ဒီတော့အုံတံမိုးရှိတဲ့ပစ္စည်းတွေဟာကမ္ဘာပေါ်မှာအများကြီးရှိတာဖြစ်တဲ့အတွက်ရှင်းသမျှပစ္စည်းတိုင်းကိုလည်းကျွန်တော်တို့အနေနဲ့မသိနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဘယ်မီတာကတော့ဘာပစ္စည်းပြင်ရင်သုံးလို့ရတယ်ဘာပစ္စည်းပြင်ရင်တော့သုံးလို့မရဘူးလို့ကျွန်တော်တို့အနေနဲ့အတိအကျကြပြောဖို့က မဖြစ်နိုင်ဘူးပေါ့နော်မီတာတစ်လုံးကိုရွေးချယ်တဲ့အခါမှာကျွန်တော်တို့အနေနဲ့သိထားရမှာကကိုရွေးချယ်မဲ့မီတာမှာဘာ function တွေပါတယ်လဲဘာ scale တွေပါတယ်လဲဆိုတာကိုအရင်ဆုံးသိထားရမယ်နောက်ပြီးတော့ကိုယ်အသုံးပြုခြင်းတဲ့ပစ္စည်းမှာဘယ်လိုမျိုး component တွေပါတယ်လဲအဲ့ဒီ component တွေကဘယ်လိုလုံးလုံးတာလဲဘာကုန်သတ္တိတွေရှိတာလဲဘယ်လို function တွေရှိတာလဲဆိုတာကိုလည်းသိထားရမယ်။အဲ့ဒီလိုမျိုးသိပြီးတော့မှကိုယ်ရွေးချယ်လိုက်တဲ့ပစ္စည်းမှာပါဝင်တဲ့ function တွေဟာကိုယ်အသုံးပြုခြင်းတဲ့ပစ္စည်းနဲ့ใกล้ညီမှုရှိလားမရှိလားဆိုတာကိုသုံးပြနိုင်မှာဖြစ်ပါတယ်။ ဒီမီတာလေးကတော့ function တွေကိုလူကိုယ်တိုင်ရွေးချယ်စရာမလိုဘဲနဲ့ auto ရွေးချယ်တိုင်းပေးနိုင်တဲ့ smart digital meter လေးဖြစ်ပါတယ်။ဒီမီတာလေးကိုကိုယ့်အတွက်အသုံးလိုလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ Amazon နဲ့ Electronic Shop Facebook Pay ရဲ့ Messenger မှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်။